ရည်စားရှိလားရည်စားရှိရဆိုလို့ရှိရင်ရည်စားလေးနဲ့တူတူချောင်းသာခရီးသွားလို့ရမယ်ကမ့်ပင်ကြီး Cherry Room မှာရှိရနော်ရည်စားရှိမှာလားရည်စားမရှိရလူရောသွားလို့မရဘူးလားအဲ့လိုမေးရမယ်ဆိုတာသိနေလေရည်စားလေးနဲ့မှမဟုတ်ပါဘူးရည်စားမရှိလဲမိပါကိုယ့်ရဲ့တငယ်ချင်းမောင်နှမရင်းနဲ့သွားလို့ရပါတယ်ရည်စားလေးနဲ့ဆိုရင်တော့ပူပြောဖို့ကောင်းတာပေါ့မဟုတ်ဘူးလားစာနော် တကယ်ချင်းနဲ့ဖြစ်ဖြစ်မိသားစုနဲ့ဖြစ်ဖြစ်နှစ်ယောက်တူတူဒီလိုမျိုးချောင်းသာခီးစဉ်ကမ်ပိန်းကြီးမှာပါဝင်ချင်တယ်ဆိုလို့ရှိရင်တော့လောက်ရမယ်စီကန်ချက်လေးရှိပါတယ်ပထမဆုံးအနေနဲ့ Cherry Page ကို Like and Follow လုပ်ထားရပါမယ်နောက်တစ်ခုကတော့ဒီကမ်ပိန်းရဲ့ Main Post ကို Like လုပ်ပြီးတော့ Public နဲ့ Share ပေးရပါမယ်နောက်ပွားလို့ရှိရင် Comment လေးမှာတော့ချောင်းသာမှာရှိခဲ့ဘူးတဲ့အမှတ်တရလေးတွေဒါမှမဟုတ်လို့ရှိရင်ချောင်းသာကိုသွားချင်တဲ့အကြောင်းအရာလေးတွေကိုရေးခဲ့ရမှာဖြစ်ပါတယ်ဒီချက်လေးတွေနဲ့ကိုက်ငယ်သူနှစ်ဦးကိုရွေးချယ်ပြီးတော့ဒီဇင်ဘာလထဲမှာချောင်းသာကမ်ကြီးကိုပို့ဆောင်ပေးတတ်မှာဖြစ်ပါတယ်ဒါကြောင့်ကိုနဲ့တူတူချောင်းသာကမ်ကြီးတူတူသွားမဲ့သူ ရှိရဆိုလို့ရှိရင်ဒီကမ်ပိန်းကြီးမှာပါဝင်လိုက်တာနော်။အော်မေးလို့ဒီကမ်ပိန်းကြီးရဲ့ဂျူရင်ရှင်းလေးကတော့နိုဝင်ဘာလ10ရက်နေ့ကနေပြီးတော့30ရက်နေ့ထိပဲနော်။